အလုံးဝပြင်လာပါရှင်။ခိုင်ကော့ဆော်ပါလေးဆိုတဲ့ channel လေးရနေအလုံးကိုပြင်နေပြီးတော့ကျူစလိုက်ပါရယ်။ဟိုက်အမဒီနေပြောပါမိမယ်အကြောင်းအရာကြတော့ခီရိုကူတင်တန်ကိုဘလူးလူတက်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြမှာဖြစ်ပါရယ်ရှင်။အဲ့တော့အမကပြပြပြတဲ့ခါမှာပေါ့နော်။နှစ်ပိုင်းခွဲပြီးတော့ပြပြပြပါမယ်။မြန်မာဘက်ပိုင်းကလူတွေအတွက်ရယ်ဒီဂျပန်မှာရှိနေတဲ့သူတွေအတွက်ရယ်နှစ်ပိုင်းခွဲပြီးတော့ပြပြပြပါမယ်။အဲ့ပထမဆုံးကကျတော့အမတို့ကဒီမြန်မာပြည်သူတွေအတွက်ကိုပြပြပေးမှာပေါ့နော်။အဲ့တော့မြန်မာပြည်မှာရှိတဲ့သူတွေကကျတော့အနည်းဆုံး N4 level ရှိမှာပဲ။အမရဲ့တင်တဲ့ဝတ္တရကအဆင်ပြေပါလိမ့်မယ်။ ဒီမှာတုံးတဲ့အတုံးနှုံးတွေကိုအမကတော့ကြုံရင်တုံးလို့ပေါ့နော်ဒီမတိတ်ပြီးတော့မရင်းနှီးတဲ့စကားလုံးတွေတွေ့တဲ့မြန်အမကတော့ဘာသာပြန်ပြီးပြပြပေးသွားတယ်ဆိုပေမဲ့လို့အန်ဖိုးလည်းပဲမပြီးသေးလို့ရှိရင်အမဒီမှာပါတဲ့စွန်ခဲကော့တွေခန်းကြော့တွေခိုင်းကော့အဲသူတိတ်နေကော့တွေကိုလည်းလိုက်နိုင်ဖို့နည်းနည်းခက်မယ်ပြီးတော့လို့ရှိရင်ကြဆမ်မွန်ရော့ကော့တွေကိုလည်းနည်းနည်းလိုက်နိုင်ဖို့ခက်လိမ့်မယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုကအန်ဖိုးလည်းပဲအဲသူလေးလာနေရတယ်ဆိုလို့ရှိရင်တော့ရပါတယ် မပြီးသေးတဲ့တောင်မှပေါ့နော်လေးလံနေဆိုရင်ရတယ်အမကပြန်ပြီးတော့တင်ပေးထားတယ်ဆိုပေမဲ့လည်းမင်းနဲ့ဆန်တို့ကမှတ်စရာတွေအရင်များနေမှာဆိုတဲ့အတွက်ကြောင့်မလို့အန်ဖိုးလည်းပဲမပြီးသေးဘူးဆိုရင်တော့မှအန်ဖိုးလည်းပဲပြီးလောက်တဲ့အနေနဲ့တော့ဒီလေးလံနေတဲ့သူတွေကိုပဲတဆီချင်ပါတယ်နောက်တစ်ခါကျတော့ဒီခိုင်းခွန်းနဲ့လာမဲ့သူတွေကိုတော့မဖြစ်မနေတဆီချင်တယ်ဒါကပေါ့နော်အမတို့ဒီဂျပန်လုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာရှိတဲ့အကူကလေးလံထားလို့ရှိရင်ဂျပန်ရောက်တဲ့အခါမှာအလုပ်ပြန်မှန်းလာရော ီခုမှာဗောနောခီရိုခုတွေကမရင်းနိုင်တဲ့ခါမှာစိတ်ပင်ပန်းလာရောဆိုလို့ရှိရင်ပို့ပြီးတော့ပင်ပန်းတယ်ဒါကြောင့်မို့လို့ကိုမြမပြမရှိတော့အချိန်လေးရှိတော့ဗောနောလေးလာကြိုးပြီးတော့လေးလာထားစီချင်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကြတော့ခိုင်ခွန်းနဲ့လာမဲ့သူတွေမဟုတ်ပေးနဲ့ဗောနောတချို့ကြတော့လေဥပဒီ M4 တက်နေတော့ဘာနဲ့လာမလဲမသိသေးဘူးဒါဆိုလို့ရှိရင်လေကဲခုနပြောတဲ့ဂျပန်စာလေးပဲရှိရဆိုလို့ရှိရင်တော့လေးလာလို့ရပါတယ်ဟိုက်ပြီးသွားလို့ရှိရင်နော် COE စောင့်နေတဲ့သူတွေ ဂျပန်မှာဒီခိုင်ခွန်နေအင်တာဗျူးအောင်ထားတဲ့လူတွေဒီလိုလူတွေဆိုလို့ရှိရင်တော့အမကဒီမြန်မာပြည်မှာဆိုလို့ရှိရင်ပို့ပြီးတော့အချိန်ကရတယ်ပို့ပြီးတော့လေကောင်းကောင်းမွန်မွန်စာကိုအချိန်ပေးပြီးတော့လေ့လာနိုင်တယ်ဒါကြောင့်မို့လို့အဲ့လိုလူတွေကိုတော့တင်တန်းချိကလည်းဘယ်တော့မှလည်းရှိတာလည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့တက်စီခြင်းနဲ့ခိုက်တားမြန်မာဘက်ကလူတွေအတွက်ပြောပြပေးရပါအဲ့တော့ဂျပန်ဘက်ကလူတွေကကြတော့အခုလက်ရှိခိုင်းခေါ်နေလုပ်နေတဲ့သူတွေကတော့ကိုယ့်ရဲ့လုပ်ငန်းခွင်ကခရစ်ကိုကြီးရတဲ့အလုပ်ဖြစ်တယ်။ဒါဟုတ်ကိုက ခုမှဂျပန်ရောက်ပြီးတော့ကွာခေးတို့ကိုရေးတဲ့ခါမှာအဆင်မပြေဖြစ်နေတယ်ဒီလိုလူမျိုးတွေဆိုလို့ရှိရင်တက်တင်နေပေါ့တရှိုးကြရလဲတွေးရပေါ့နော်အငါ့ဘက်ကအလုံးလုံးကြီးနဲ့တက်သွားလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကအဲ့လိုမျိုးတက်လိုက်တဲ့ခါမှာကိုကဒီအလုံးမှာပေါ့နော်သူတို့ပြောရတယ်ကိုကနားလဲလာမယ်တိလာမယ်အဲ့လိုခါမျိုးမှာဆိုရင်ဟာ तू အများကြီးတွတ်တက်လာတာပဲ तू စာရီလေးလာနေရတယ်ဆိုပြီးတော့ကိုကိုသူတို့တွေကပို့ပြီးတော့ထင်ကြီးတယ်ဒါကတစ်ချက်နောက်တစ်ချက်ကကျတော့တချို့တွေကနောက်တစ်ချက်ကကျတွေးတာပေါ့နော်ငါလည်းကကြတော့ခီလိုကိုတိတ်နေရအောင်ငါတက်လေအပိုပဲမတက်ဘူးဆိုတဲ့သူတွေလည်းရှိတယ် ဒါပေမဲ့လို့ကိုကတသက်လုံးဒီအလုံးမှာပဲလူတော်မှာလားအလုံးမပြောင်းတော့ဘူးလားတကယ်အလုံးပြောင်းတဲ့ခါမျိုးမှာဆိုရင်အင်တာဗျူးမှာပဲဖြစ်မနေချင်းတိပါမေးတယ်ခီတို့ကရေးနိုင်လားဆိုတော့အဲ့လိုရေးနိုင်လားဆိုတဲ့ခါမှာမှတို့ကကွန်ပျူတာနဲ့ရေးတာလားလက်ရေးနဲ့ရေးတာလားဆိုပြီးတော့မေးတာအဲ့လိုလူမျိုးတွေမှာမှကွန်ပျူတာနဲ့ရေးတဲ့သူတက်လက်ရေးနဲ့ရေးတဲ့လူကိုတို့ကပို့ပြီးတော့ကြိုက်တာအဲ့လိုမျိုးရေးနိုင်တဲ့သူကအော်ဒါဆိုရင်သူတကယ်ခီတို့ကကောင်းကောင်းမွန်မွန်ရေးနိုင်တာပဲဆိုတော့ဟာပေါ့နော်ဒီလိုမျိုးတို့ကခီတို့ကရေးနိုင်တဲ့သူကိုပို့ပြီးတော့ကြိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုက ဒီအလုပ်မှာပဲကိုကမတင်မချင်းပေါ့နော်ဒီခြံနဲ့မပြောင်းမချင်းလောက်တော့မယ်ဆိုလို့ရှိရင်တော့ငါလုပ်ကခုလူကမရေးရအောင်ဆိုရင်ဒါမတက်လေရရပေါ့နော်အဲ့လိုမဟုတ်ပဲကိုကချင်းချင်းမှာအလုပ်ပြောင်းဖို့လည်းဆန္ဒရှိတယ်အခါမှဒီ interview မှာပေါ့နော်ငါခုလူကရင်းနိုင်ရလို့မရငါမရင်းနိုင်ဘူးဒါဆိုလို့ရှိရင်ငါအလုပ်ပြောင်းဖို့အတွက်အောင်မမဟုတ်ဘူးဆိုပြီးတော့တွေးပြီးတော့ပုံရဲသူတွေလည်းရှိတယ်အဲ့တော့ဒီလူမျိုးတွေကခုလူကိုတင်နှန်းတိုက်မယ်ဆိုလို့ရှိရင်ကိုအလုပ်မှာမရေးရအောင်ဆိုလို့ရှိရင်ဒါမှကိုကတက်နေမှာဒါဆိုကိုအလုပ်ပြောင်းလို့ရှိရင်ခုလူကရင်းနိုင်လဲဆိုငါရင်းနိုင်တယ် တကူကပြည့်ပြည့်စုံစုံနဲ့ပြောနိုင်ပြီလေနော်အဲ့လိုမျိုးရေးနိုင်တဲ့သူတွေကပို့ပြီးတော့လေဒီဂျပန်ပြည်တွင်းမှာအလုပ်ပြောင်းတဲ့ခါမှာလစာလေးလေးကောင်းတယ်ပေါ့နော်အဲ့ကြောင့်မလို့မင်းနဆန်တို့ကဒီဂျပန်မြန်မာပြည်မှာရှိရတဲ့သူတွေဆိုလို့ရှိရင်လေ COE ဆောင်နေတဲ့သူတွေပြီးတော့လို့ရှိရင်ဒီခိုင်ကောနဲ့အင်တာဗျူးအောင်ထားတဲ့သူတွေခိုင်ကောနဲ့လာမဲ့သူတွေကမဖြစ်မနေတဆီချင်တယ်ကျမပြည်တွင်းမှာရှိနေတဲ့သူတွေဆိုလို့ရှိရင်လေကိုယ့်ရဲ့အလုတ်ကခီရကူတွေအရင်ရေးရပြီးတော့ကိုကတိတ်ပြီးတော့မကြွမ်းသေးတဲ့အခြေအနေ။နောက်တစ်ခုကကျတော့ကိုယ့်ရဲ့အလုတ်ကမရေးရဒါပေမဲ့ကိုကအလုတ်ပြောင်းမှုစဉ်းစားနေတဲ့အခါမှာ ခီရကူမရေးတာမရေးတာပါเนาะကိုအတွက်အဟန်တိုင်းတစ်ခုမဖြစ်အောင်လို့တထားချင်တဲ့သူတွေဆိုလို့ရှိရင်တော့ recommend ပေးပါတယ်အဲ့တော့ဂျမန်စာလေးပဲကတော့ n4 ရှိတဲ့သူတွေကိုပဲတက်စီချင်ပါတယ်ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ကတော့ဒီခီရကူတင်တဲ့ကိုဘယ်သူတွေတက်တယ်လဲဆိုတော့လာပြပြပြပေးရတာပါမင်းသားဆက်အတန်းနေ